န်နူခရိုနီကယ်နိုဝင်ဘာ၁၀ခုမြင်ကွင်း BGF နဲ့စစ်ကော်မရှင်ကကြားဖြန့်ရာဇဝတ်ခိုင်းတွေကိုနှိမ်နှင်းမှုတိုးမြင့်လှုံ့ဆော်လာကြားဖြန့်လုပ်ငန်းတွေကိုအကာအကွယ်ပေးထားခဲ့တဲ့လက်နက်ကင်အဖွဲ့တွေကတဖွဲ့ဖြစ်တဲ့ကရင်နယ်ကြားဆောင်တပ် BGF နဲ့အာဏာသိမ်းစစ်တပ်ခေါင်းဆောင်တို့ကဒီရာဇဝတ်ခိုင်းတွေကိုနောက်ဆုံးစစ်ဆင်ရေးဆင်နွှဲဖို့နဲ့အမြင့်ပြတ်ချေမှုန်းဖို့အတီးအီးပြောဆိုခဲ့ကြပြီးနောက်နိုင်ပိုင်းအတန်ကြာမှာမြရီမြို့နယ်ရွှေကုတ်ကုမြို့ကကြားဖြန့်လုပ်ငန်းမှာလုပ်ကင်နေသူတွေရာထောင်ချီထွက်ခွာနေကြတဲ့ရုပ်တံတွေ နိုဝင်ဘာ18ရက်နေ့ညမှာပေါ်ထွက်လာခဲ့ပါတယ်။အခုရပိုင်အတွင်းမွန်ပြည်နယ်မော်လမြိုင်နဲ့ကရင်ပြည်နယ်ဖအံမြို့ရောက်နေတဲ့အနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကခရီးစဉ်အတွင်းကြားဖြန့်ရာဇဝတ်မှုဂိုင်းတွေကိုအမြင့်ဖြတ်ချိန်မုံမယ်လို့ပြောဆိုခဲ့တယ်လို့နိုဝင်ဘာ18ရက်နေ့မှာစစ်တပ်ရဲ့မိန်ဘေးကိုကဲမှုအောက်ကနေကြားဆောင်တပ်အဖြစ်စဲစုနှစ်တခုကျော်ကြာရပ်တည်ခဲ့ရာကပြီးခဲ့တဲ့နှစ်တွေကမှ Green National Army အဖြစ်နာမည်ပြောင်းခဲ့တဲ့ BGF လက်နက်ကိုင်တပ်ဖွဲ့ရဲ့ပြောခွင့်ရဗိုလ်မှူးကြီးနိုင်မောင်စောက ရှားဖြင့်ရာဇဝတ်ဂိုင်းတွေပေါ်နောက်ဆုံးစစ်ဆင်နွှဲမယ်လို့ဟိုင်းသတင်းမီဒီယာတွေနဲ့မြန်မာသတင်းမီဒီယာအချို့ကိုတွေ့ဆုံပြီးပြောဆိုလိုက်ပါတယ်။ဒီပြောဆိုမှုတွေအပြီးနိုဝင်ဘာ18ရက်နေ့ညပိုင်းမှာတော့ရှားဖြင့်ဂိုင်းတွေအခြေဆိုင်ရာနေရာတွေအနက်ကတစ်ခုဖြစ်တဲ့ရွှေကုတ်ကိုမြို့ကနေကားတွေလူတွေမြို့ရင်းမှာပြစ်ကျက်နေပြီးမြို့ကနေထွက်ခွာနေကြတဲ့ဗီဒီယိုတွေပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။အခုလိုအာဏာသိမ်းစစ်တပ်နဲ့ BGF တို့ကရှားဖြင့်ရာဇဝတ်ဂိုင်းတွေအပေါ်စစ်စင်ရေးလုပ်မယ်လို့ကြိုတင်ကြေညာခြင်းကတနည်းအားဖြင့် ဒီရာဇဝတ်ကိုင်းတွေကိုဦးစီးနေကြတဲ့တရုတ်နိုင်ငံသားတွေကရင်ပြည်နယ်နဲ့မြန်မာနိုင်ငံတွေကဘေးလွတ်ရာနေရာတနေရာသို့မဟုတ်နေဆက်ဖြတ်ကျော်ပြီးထိုင်းနိုင်ငံဘက်ကိုတင်းရှောင်ကြဖို့အတိပေးလိုက်တဲ့သဘောမျိုးလိုလဲယူဆရပါတယ်ဒီရာဇဝတ်ကိုင်းတွေကိုဦးစီးနေသူတွေအနေနဲ့အွန်လိုင်းငွေလိမ်လည်မှုကနေရတဲ့များပြားလာတဲ့ငွေကြေးတွေနဲ့တရားဥပဒေစိုးမိုးရေးဝန်ထမ်းတွေဖြစ်တဲ့ရဲတွေစစ်တပ်တွေလက်နက်ကင်အဖွဲ့တွေကိုလက်ထိုးပြီးဘေးလွတ်ရာကိုရွှေ့ပြောင်းတင်းရှောင်နေကြတဲ့အနေအထားလည်းဖြစ်ပါတယ် ီလုပ်ငန်းတွေမှာအတင်းကျပ်ခိုင်းစေခံရတဲ့မြန်မာနိုင်ငံသားမဟုတ်တဲ့နိုင်ငံသားတွေအဖို့ကြေးကျွန်တပွဲပိတ်လောင်စေခိုင်းတဲ့အဖြစ်ကနေလွတ်မြောက်လာကြမဲ့သဘောလည်းဖြစ်ပါတယ်။ဒါအပြင်ဖျားယောင်းခံရပြီးအတင်းကျပ်စေခိုင်းခံရခြင်းမရှိဘဲလုခလကရလို့လာရောက်လုကင်နေကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့တော့အနီးနားကမြို့တွေကျေးရွာတွေကိုတင်းရှောင်နေကြတယ်လို့လည်းသတင်းတွေမှာဖော်ပြထားကြတာတွေ့ရပါတယ်။အခုလိုနှိမ်နှင်းမှုမျိုးယခုနှစ်စမ်းပိုင်းမှာတစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး BGF နဲ့ DKBA တို့က ၎င်းတို့လုံခြုံရေးယူထားတဲ့နေရာတွေမှာအခြေစိုက်တဲ့ကြားဖြတ်လုပ်ငန်းတွေကိုဝင်ရောက်ဖန်စီပြီးနိုင်ငံခြားသားထောင်ကနန်းကနေတောင်ကနန်းအထိထိုင်းနိုင်ငံကတဆင့်၎င်းတို့နေရနိုင်ငံအသီးသီးကိုပြန်ပို့တာရာဇဝတ်လုပ်ငန်းနဲ့ပတ်သက်ဆက်နွယ်သူတွေကိုအရေးယူတာတွေလှုံ့ဆော်ခဲ့ပါသေးတယ်။အဆိုပါလူထောင်တောင်းထွက်ပြေးခိုလုံကြရမှာကြားဖြတ်ရာဇဝတ်ခိုင်းရဲ့တားကောင်ဖြစ်ရသူတွေရောရာဇဝတ်မှုကျူးလွန်သူတွေပါရောထွေးနေနိုင်တာလည်းဖြစ်ပါတယ်။တဆိုင်ရနိုင်ငံအစိုးရတွေရဲ့တန်ရုံအသီးသီးက၎င်းတို့နိုင်ငံသားတွေကိုစီစစ်ခေါ်ယူသွားကြတာဖြစ်ပါတယ်။ ယခုနှစ်နစံပိုင်းမှာဖြစ်ပွားခဲ့တဲ့စစ်စင်ရေးကကြားဖြန့်ရာဇဝတ်ကိုင်းတွေကိုနှိမ်နှင်းဖို့ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံတို့ကိုတိုက်တွန်းနေတဲ့တရုတ်နိုင်ငံ BGF ကောင်းဆောင်တွေကိုပိတ်ဆို့မှုလုပ်လိုက်တဲ့အမေရိကန်ပြည်ထောင်စုတို့လိုနိုင်ငံတွေကိုဂျင်းနှက်အောင်အကန့်အသတ်နဲ့စစ်စင်ရေးလှုပ်ဆောင်တာလို့အများကနားလည်ကြပါတယ်။ထိုင်းနေဆက်နဲ့ကက်လျက်ရှိနေတဲ့ရွှေကုတ်ကို KK ပါကြောက်ခတ်တို့လိုနေရာတွေမွန်ပြည်နယ်ဖျားသုံးစုမြို့နယ်တွေက DKB အထင်းချုပ်ကာကွယ်ပေးထားတဲ့ကြားဖြတ်လုပ်ငန်းတွေလဲပတ်နေလားမလဲပတ်နေဘူးလားဆိုတာ အပြင်းမှန်အမြင်ရသိရှိနိုင်တာကြောင့်ဒီလုပ်ငန်းတွေဆက်လက်လဲပတ်နေတာအားလုံးသိတဲ့လျှို့ဝှက်ချက်တည့်ရလို့ဖြစ်နေတာပါအခုလက်တလုံး BGF နဲ့အာနာသိန်းစစ်တပ်တို့ရဲ့စစ်စင်ရေးမြစ်ပြတ်ချေမုံရေးဆိုတာတွေကဘယ်အကန့်အသတ်ထိရောက်မလဲဆိုတာဘယ်သူမှတော့မသိနိုင်သေးတဲ့အနေအထားဖြစ်ပါတယ် BGF လို့အင်အား9000ခန့်ရှိတဲ့ဆိုတဲ့လက်နက်ကိုင်အဖွဲ့အနေနဲ့ရက်တီလေပတ်ဖို့ဝင်ငွေလက်နက်ခဲယမ်းစတာတွေအတွက်ဒေသခံတွေထံကအောက်ခွန်ကောက်ခံတာလို့ နေဆက်ဖြတ်ကျော်ကုံသွယ်မှုတွေစီကအခွန်အောက်တူနဲ့ရက်တီဖို့မလွယ်ကူတဲ့အခြေအနေလည်းဖြစ်ပါတယ်။စစ်တပ်အနေနဲ့လည်း BGF တပ်တွေရက်တီရေးအတွက်ဥပဒေအရထောက်ပံ့ပေးနိုင်တဲ့လစာပမာဏတွေကလက်တွေရက်တီဖို့မဖြစ်နိုင်တဲ့ပမာဏဖြစ်ပါတယ်။ BGF တွေကြားဖြန့်ခန်းတွေကိုအကာအကွယ်မပေးခင်ကာလတွေကမူရင်းစေဝါတည်ဆောင်တာမူရင်းစေဝါကုံကူတာမျိုးတွေနဲ့ရက်တီခဲ့ကြတာအားလုံးအသိဖြစ်ပါတယ်။စစ်တပ်အဖို့လည်းအခုလိုနေဆက်ဒေသတွေမှာပြည်သူစစ်အစင်ထက်ကျော်လွန်တဲ့လက်နက်ကင်တပ်ဖွဲ့တွေကို နိုင်ငံရေးဤမှန်းချက်ရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေနဲ့ရင်ဆိုင်ရမှာဂျာခန်တပ်တွေအကူအညီရတဲ့တပ်တွေအဖြစ်သဘောထားပြီးခွင့်ပြုခဲ့တာပြည်တွင်းစစ်သမိုင်းတလျှောက်တာရကများစွာရှိနေပြီဖြစ်ပါတယ်။အထူးသဖြင့်ရှမ်းပြည်နယ်မှာလူမျိုးစုအမျိုးမျိုးကစစ်ဘရင်မူရီယာစာစသဖြင့်ပုံတရံအမျိုးမျိုးနဲ့ပေါ်ထွက်ခွဲပြီးဖြစ်ပါတယ်။လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးကိုနှင်းနှင်းရမှာသို့မဟုတ်ထိန်းထားနိုင်မှုအတွက် ဥပဒေနဲ့မညီတဲ့လုပ်ငန်းတွေလုပ်ကင်တဲ့လက်နက်ကင်ဖွဲ့တွေကိုအသုံးချရတာပြည်တွင်းစစ်ရဲ့မိုးတဲတစ်ခုတပွဲဖြစ်နေကြတာပါအခုကရင်ပြည်နယ်ကကြားဖြတ်လုပ်ငန်းတွေကမြန်မာနိုင်ငံပြည်တွင်းစစ်သမိုင်းရဲ့အစိပ်ပိုင်းတစ်ခုကဏ္ဍတစ်ခုဖြစ်ပြီးမူရင်းစေဝါစိုက်ပျိုးမှုမူရင်းစေဝါထုတ်လုပ်ကုန်ကူးမှုတွေကအိန္ဒိချင်းနိုင်ငံတွေသာမကကမ္ဘာပြည်ထောင်နာဖြစ်လာခဲ့သလိုယနေ့ကာလမှာတော့ကြားဖြတ်ရာဇဝတ်ခိုင်းတွေကလည်းဒေတာရင်းပြည်ထောင်နာကနေနိုင်ငံတကာပြည်ထောင်နာတွေအထိဆက်ဆက်ကြီးထွားလာတာဖြစ်ပါတယ် ဒီအကြောင်းချက်တွေကြောင့်မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ပြဿနာဟာနိုင်ငံတကာနိုင်ငံရဲ့ပြည်တွင်းရေးတသက်သက်မဟုတ်တော့ဘဲဒေသတွင်းနိုင်ငံတွေနဲ့နိုင်ငံတကာကိုပါထိခိုက်စေတဲ့ပြဿနာတည်းရဲ့အဖြစ်ပုံပေါ်လာစေတဲ့သဘောဖြစ်ပါတော့တယ်ခင်ဗျာ။ ဂျပန်နိုင်ငံဟစ်တာချီမြို့မှာနေထိုင်သူတွေအတွက်ဝက်ဝံအန္တရာယ်မဖြစ်အောင်အကာအကွယ်ပေးဖို့ Google Eyes အသံချဲ့ဆက်နဲ့ဖောက်ခွဲရေးပစ္စည်းအသေးတွေတပ်ဆင်ထားတဲ့ drone တစ်စင်ပါဒီ drone ဟာမကြာခင်ကဝက်ဝံတွေအများပြားတွေ့ရှိကြောင်းသတင်းပို့ထားတဲ့သတိကြံတစ်ခုကိုကင်းလည်နေပါတယ် drone ရဲ့အသံချဲ့ဆက်ကနေခက်ကြဲကြဲခွေးအောင်သံတွေဖွင့်လိုက်လို့ဝက်ဝံတွေမထွက်ပြေးဘူးဆိုရင်သေးစားချိန်ထားတဲ့မီးရှူမီးပန်းတချို့နဲ့ပစ်ဖောက်ခြောက်လိုက်ရမှာဖြစ်ပါတယ် Gifu စီရင်စုရရှိသူက ဘယ်လိုအကောင့်ထဲပုံမလဲဆိုတာကိုစဉ်းစားတဲ့အခါဘဝဝင်တွေကိုလူနဲ့ဖြစ်ဖြစ်၊ကိုယ်တွေနဲ့ဖြစ်ဖြစ်မောင်းထုတ်မလားဆိုတာစမ်းသပ်ခဲ့ကြပါလေ။နောက်ဆုံးမှာတော့ချက်ချင်းဆောင်ရွက်နိုင်မယ့်နည်းလမ်းဖြစ်တဲ့အတွက် drone တွေကိုသုံးဖို့ဆုံးဖြတ်လိုက်ပါလေလို့ရှင်းပြပါလေ။ဒီနေ့ထက်မှဂျပန်နိုင်ငံဟာဘဝဝင်တိုက်ခိုက်မှုတွေမြင့်တက်လာတာကိုတွေ့ခဲ့ရပါလေ။အဓိကအဖြစ်ဟစ်တာချီမျိုးကနေကားနဲ့နိုင်ဝက်လောက်ဝေးတဲ့မျိုးသေးတွေမှာဖြစ်ပွားခဲ့တာပါ။စပိန်ခီးသွားသူဟာဘဝဝင်ငယ်လေးနဲ့တွေ့ပြီးဒဏ်ရာနည်းနည်းနဲ့လွတ်မြောက်ခဲ့ပါတယ်။ ဒီဖြစ်ဖြစ်ကြောင့်ဒေသခံအာဏာပိုင်တွေကဆိုင်းမှုတွေတက်စင်တာထောင်ချောက်တွေချတာခြုံလွှဲပိတ်ပေါင်းတွေရှင်းလင်းတာစတာတွေကိုလှုံ့ဆော်ခဲ့ရပါတယ်။ဒါပြင်ခီးသွားတွေကိုဝက်ဝံ၆လန့်ခေါလုံးတွေတည်ဆောင်ပြီးအဖွဲလိုက်ခီးသွားဖို့တတိပေးခဲ့ပါတယ်။၂၀၁၂ခုနှစ်ကစပြီးဂျပန်နိုင်ငံရဲ့အာရှဝက်ဝံနဲ့အရေးအတွက်ဟာမဲလိုက်မှုရောကြသွားတာကြောင့်၃ဆဒေါ်လာတယ်လို့ယူဆကြပါတယ်။ရာသီဥတုပြောင်းလဲမှုကြောင့်ဝက်တချသီးနဲ့ဘူးစသီးလိုဝက်ဝံတွေအတွက် တဘာဝစားစာတွေလည်းရှားပါလာခဲ့ပါတယ်။ဂျေးလက်ကစွန့်ပစ်စိုက်ပျိုးမြေတွေကြောင့်ပြိဿန်တွေအတွက်လူနေအိမ်နီးမှာအစားအစာရှာဖွေဖို့ကလွဲလို့ရွေးချယ်စရာနည်းလာခဲ့ပါတယ်။တကယ်ပဲထိခက်တရာမရစေချင်ပါဘူး။ကျွန်တော်ကိုယ်တိုင်လည်းနီးကပ်ကြုံခဲ့ရတာတွေရှိပါတယ်။သူတို့ကစိုက်ကြည့်နေတဲ့အချိန်အရန်ကြောက်ဖို့ကောင်းပါလေလို့ဆိုပါတယ်။ဒီဘဝဝတက်ခတ်မှုတွေကြောင့်တရုတ်ဗြိတိန်နဲ့အမေရိကန်နိုင်ငံတွေက ခီးသွားသတိပေးချက်တွေထုတ်ပြန်ထားပြီးဂျပန်နိုင်ငံကလည်းဝက်ဝန်တွေကိုထိန်းချုပ်ဖို့ပျောက်ပိုင်းဒေသချို့မှာစစ်တပ်ကိုတောင်ချထားခဲ့ရပါတယ်။ဒေသခံတွေကတော့ခီးသွားဧည့်သည်တွေဆက်လက်လာရောက်အောင်မယ်လို့မျှော်လင့်နေကြပြီးမိုးပေါ်ကနေမနာတဲ့ဟောင်းနေတဲ့ဒရုန်းရဲ့အတန်းတွေအကျိုးသက်ရောက်မှုရှိမယ်လို့ယုံကြည်နေကြပါတယ်ခင်ဗျာ။ Google နည်းပညာကုမ္ပဏီဟာအင်ဒိုနီးရှားနိုင်ငံရဲ့တောင်ဘက်မိုင်220မှာတည်ရှိတဲ့ Australia ဘိုင်း Christmas ကျွန်းလေးပေါ်မှာ data center တစ်ခုတည်ဆောက်ဖို့စီစဉ်နေတယ်လို့ကုမ္ပဏီကပြောပါတယ်။ဒီ data center အသစ်တည်ဆောက်ရေးစီစဉ်တွေကိုကလင်းလာနေက Google ကအတည်ပြုခဲ့ပြီး data center ရဲ့ရေအောက် cable စနစ်ကို Maldives နဲ့ Oman line နဲ့ချိတ်ဆက်မယ်လို့ပြောပါတယ်။အဲ့ဒီ data center ဟာ Google ရဲ့တခြား data center တချို့ထက်ပိုပြီးသေးငယ်မှာဖြစ်ပြီး digital အခြေခံအဆောက်အုံတွေကို data ကန်နေနဲ့ညဝေသုံးစွဲနိုင်မှာဖြစ်တယ်လို့ Google ကပြောပါတယ်။အချို့ကလည်းဒီဝေးလံခေါင်းတည်တဲ့ကြောမှာ data ကန်တွေရဲ့လျှက်စစ်စွမ်းရည်လိုအပ်ချက်ကိုမထိခိုက်စေဘဲဒီ data center အသစ်ကိုလုံလောက်တဲ့လျှက်စစ်တပ်အားပံ့ပိုးပေးနိုင်ပါမလားဆိုတာကိုမေးခွန်းထုတ်နေကြပါတယ်။ဒါပေမဲ့ Christmas ကျွန်းရဲ့အကြီးဆုံးတပ်ထု2.0ကုမ္ပဏီဖြစ်တဲ့ Phosphate Resources ကုမ္ပဏီကတော့ data center နဲ့ data ခံတွေရဲ့လျှက်စစ်လိုအပ်ချက်တွေအတွက်လုံလောက်တဲ့စွမ်းအင်ရှိတယ်လို့ပြောပါတယ်။ဒါပေမဲ့ကျွန်းပေါ်မှာအရင်ကရှိခဲ့တဲ့ဒုက္ခသည်ထင်းသိမ်း scan ဒါမှမဟုတ်ပိတ်ထားတဲ့အပန်းဖြေ scan တွေပြန်ဖွင့်မယ်ဆိုရင်တော့လျှက်စစ်တအားအကန့်အသတ်ရှိနိုင်တယ်လို့ပြောဆိုပါတယ်။ဩစတြေးလျအခြေခံစောက်အုံဝန်ကြီးဌာနကတော့ပြည်စစ်တအားလိုအပ်ချက်ကြောင့်ဒေသခံတွေနဲ့စီးပွားရေးလုပ်ငန်းတွေမထိခိုက်ဖို့ Google နဲ့ဆွေးနွေးနေပါတယ်။ Google ရဲ့နောက်ထပ် data cable နှစ်ခုကတော့ဩစတြေးလျရဲ့အကြီးအကဲစစ်ချေစခန်းတွေနီးမှာခြားထားမှာဖြစ်ပါတယ်။ ဒီဒေတာစင်တာကတရုတ်ရင်ကိုတင်မော့တွေရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်ဖို့ AI drone တွေအသုံးပြုဖို့ကူညီပေးနိုင်တယ်လို့ကြွမ်းကျင်သူတွေကပြောပါတယ်။စီးပွားရေးလုပ်ငန်းကြီးတွေဒီ Christmas ကျွန်းကိုစိတ်ဝင်စားတာဒါပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။အရင်ကလည်းတခါမှမဖွင့်ပြခဲ့တဲ့အာကာသယာဉ်လွတ်တင်ရေးစကန်တခုနဲ့၅နှစ်ဖွင့်ပြီးပိတ်သွားတဲ့ကာစီနိုတခုလိုလည်းရှိခဲ့ပါတယ်။အရင်ကဒီကျွန်းမှာ Australia ရဲ့ဒုက္ခသည်ထိန်းသိမ်းစကန်တခုကိုဆယ်စုနှစ်နှစ်ခုကြာအောင်ဖွင့်လှစ်ခဲ့ပြီး2023ခုနှစ် လွင်မှုကြီးကြပ်ရေးမူဝါဒတွေပြောင်းလဲခဲ့ပြီးတဲ့နောက်ပိုင်းဒီကျွန်းလေးဟာအချိန်အများစုအားလည်နေခဲ့တာဖြစ်ပါလေခင်ဗျာ။ ဆူရနိုင်ငံမြောက်ပိုင်းအလာဘာဒေသရှိလွန်ဒီခေါင်ပြင်မှာဒုက္ခသည်တွေဟာနေစဉ်လူသားချင်းစာနာမှုကူညီရိတ်ခါအတွက်စိတ်ရှည်လက်ရှည်တန်းစီဆောင်ဆိုင်နေကြပါတယ်။လာချန်းဒီဖွဲ့ဝန်ထမ်းတွေရဲ့ပြောကြားချက်အရပြီးခဲ့တဲ့သတင်းပတ်တွေတွင်အယ်ဖာရှာကနေရောက်လာသူတွေရဲ့80ရာခိုင်နှုန်းကျော်ဟာမျိုးသမီးတွေနဲ့ကလေးငယ်တွေဖြစ်တယ်လို့သိရပါတယ်။နာဇီအက်တူရာမန်ဟာခင်မုန်းဖြစ်သူကို RSF တပ်ခိုက်သမားတွေကတပ်ဖြတ်ခဲ့တာမို့အခုဆိုရင်ရွှေ့ပြောင်းနေထိုင်နေရပါပြီ။ သူတို့ကမျိုးသားတွေကိုသက်ရှင်ခွင့်မပေးခဲ့ပါဘူးမျိုးသမီးကလေးငယ်နဲ့တက်ကြီးရွယ်တွေပဲကြံပါတော့တယ်လူငယ်တယောက်အတွက်တော့အသက်ရှင်ဖို့မဖြစ်နိုင်ပါဘူးလို့ပြောပါတယ်အာလာဘာကိုရောက်ရှိလာတဲ့မျိုးသမီးတွေရဲ့သုံးဖို့တပုံကဟာကိုယ်ဝန်ဆောင်တွေဖြစ်ကြပြီးသူတို့ကိုလိုအပ်တဲ့အထူးစောင့်ရှောက်မှုတွေပေးဖို့လက်ရှိမှာအရင်းမြစ်တွေမလုံလောက်ဘူးလို့ဆရာဝန်တွေကပြောပါတယ်ဒီအချိန်တွေဟာဆူဒန်နိုင်ငံတဝန်စိန်ခေါ်မှုတွေကျယ်ပြန့်နေတာကိုပြသနေတာဖြစ်ပြီးလက်တော်ဖြစ်ပွားနေတဲ့ပြိပခါကြောင့်နိုင်ငံလူဦးရေရဲ့ထက်ဝက်ကျော်ဖြစ်တဲ့လူဦးရေတန်း30ကျော်ဟာ လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေပါတယ်။ကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲတွန်ဖလက်ချာဟာတာဝီလာနဲ့ကော်နာဒုက္ခသည်စခန်းတွေကိုတွားရောက်ခဲ့ပြီးအခြေအနေဟာအလွန်အရေးကြီးနေပြီးနိုင်ငံတကာဖွဲ့စည်းတွေအနေနဲ့ရေပြင်မှာပို့လို့ဆောင်ကြဖို့တောင်းဆိုခဲ့ပါတယ်။ကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲကဒါဖာတွင်းမှာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုအဖွဲ့တွေရေပြင်မှာပို့လို့အပ်နေပါတယ်။ဒါဟာအကာအကွယ်ပေးတဲ့ပုံစံတစ်မျိုးဖြစ်နေလို့ပါ။ရဲသားတွေနဲ့အသက်ရှင်ကျန်ရည်သူတွေကကျွန်တော်တို့ကိုပြောပြကြပါတယ်။ ျွန်တော်တို့ရှိနေတာသူတို့ပိုးပြီးစိတ်ချရတယ်လို့ခံစားရပါတယ်။လက်တော့ပြန်ခံရမယ့်အန္တရာယ်ကနေပိုးပြီးယုံနေသွားတယ်လို့ခံစားကြရပါတယ်။ဒီပြိပခါဟာဥပမာတာဝီလာစီကိုပြက်နှက်သွားတာမျိုးမဖြစ်စေဖို့ပါပဲ။အဲ့ဒီလိုဖြစ်ရင်တော့ကပ်ဘေးကြီးဖြစ်သွားမှာပါလို့ပြောပါတယ်။ဖလက်ချာကဆူဒန်မှာအစုလိုက်ပြုံလိုက်ကွပ်မျက်မှုနှိမ့်ဆက်ညှဉ်းပန်းမှုနဲ့လိမ်ပိုင်းဆိုင်ရာကြမ်းဖက်မှုတွေနဲ့ပတ်သက်တဲ့သတင်းတွေပိုထွက်ပေါ်လာတာကြောင့်အရက်သားတွေရဲ့ကာဝယ်ကိုအာမခံပေးဖို့ RSF အဖွဲ့ကိုယ်စားလှယ်တွေနဲ့ဆွေးနွေးခဲ့ကြောင်းလည်းပြောကြားခဲ့ပါတယ်ခင်ဗျာအပ္ပစီအိုတင်ကုတ်ခါ လာမယ့်နှစ်အစောပိုင်းမှာယာတို့ကနေနှာယူဖို့ပြင်ဆင်နေတာကြောင့် CEO တာဝန်လွှဲပြောင်းရေးစီစဉ်တွေကို Apple ကုမ္ပဏီကအချိန်မြင့်ဆောင်ရွက်နေပါတယ်။ကုမ္ပဏီနဲ့နှိစက်သူတွေကိုကိုးကားပြီး Financial Times သတင်းစာမှာဖော်ပြချက်အရ Apple ရဲ့ Hardware Engineer ဌာနရဲ့ဒုတိယဥက္ကဋ္ဌ John Townes ဟာ Time Cook ရဲ့အရရာဆက်ခံမဲ့သူဖြစ်အများကထင်ကြီးပေးထားတယ်လို့ဖော်ပြထားပါတယ်။ကုမ္ပဏီဘုတ်အဖွဲ့နဲ့အကြီးအကဲမှုဆောင်တွေဟာ တင်ကုတ်ကကုမ္ပဏီကိုစလင်းနှစ်ကျော်ကြာဥဆောင်ခဲ့ပြီးတဲ့နောက်ယာရုလွှဲပြောင်းပေးရေးအစီအစဉ်တွေကိုမကြခင်ကအချိန်မြင့်လှုပ်ဆောင်ခဲ့ကြတယ်လို့တင်ကုတ်နဲ့နှိစက်သူတွေပြောဆိုတာကိုကိုကပီသတင်းမှာဖော်ပြပါတယ်။အပဟာလာမယ့်ဒီဇင်ဘာအားလိုက်ရဲ့ကာလအကျုံးဝင်တဲ့ဇန်နဝါရီလနှောင်းပိုင်းမှာထုတ်ပြန်မဲ့ကုမ္ပဏီနှစ်ချုပ်စင်ခံချက်ထက်ဆိုပြီး CEO တစ်ခက်အပ်ဖို့ကိစ္စမဖြစ်နိုင်သေးဘူးလို့လည်းသတင်းမှာဖော်ပြပါတယ်။တင်ကုတ်ဟာ2012ခုနှစ်မှာ Silicon Valley ရဲ့အထင်ကရ Apple ကုမ္ပဏီကိုထူထောင်သူ Steve Jobs ရာထူးကနှုတ်ထွက်ခဲ့ပြီးနောက်မှာ CEO ဖြစ်လာခဲ့တာပါ Steve Jobs ဟာ1986ခုနှစ်ကသူ့မိဘတွေရဲ့ကားကိုယ်တော်မှာ Apple နည်းပညာကုမ္ပဏီကြီးကိုပူရဲတည်ထောင်ခဲ့သူတူဖြစ်ပါတယ် Apple CEO ပြောင်းလဲတဲ့ပတ်သက်ပြီး Ryder သတင်းဌာနကမှတ်ချက်ပေးဖို့တောင်းခံမှုကို Apple ဘက်ကချက်ချင်းတုံ့ပြန်ခြင်းမရှိခဲ့ပါဘူးဒေလနာနေမနက်ပိုင်းက Apple Stock Share ဈေးနှင်းရခိုင်နှုန်းအထိကျဆင်းခဲ့ပါတယ်ခင်ဗျာ။ လာမယ့်2026 FIFA ကမ္ဘာဖလားဘောလုံးပွဲလက်မှတ်တွေကိုဝယ်ယူထားတဲ့နိုင်ငံတကာကဘောလုံးပရိသတ်တွေအတွက် American ပြည်ဝင်ခွင့်ဗီဇာတွေကိုအမြန်ဆုံးဆောင်ရွက်ပေးမယ်လို့ American သမ္မတ Donald Trump ကတလင်းလာနေမှာပြောကြားခဲ့တာပါ2026ကမ္ဘာဖလားပွဲစဉ်တွေကိုလာမယ့်နှစ်ဇွန်လ17ရက်နေ့ကနေဇူလိုင်လ19ရက်ထိအမေရိကန်မြို့ကြီး17မြို့မှာကျင်းပသွားမှာဖြစ်ပြီးကနေဒါနဲ့မက္ကဆီကိုနိုင်ငံတို့မှာလည်းပွဲစဉ်တချို့ကိုလက်ခံကျင်းပပေးမှာဖြစ်ပါတယ်။အမေရိကန်ဆိုရကတော့ ကဘာဖလားပွဲဘောလုံးပရိသတ်တွေကိုဦးစားပေးဗီဇာစနစ်နဲ့စီစဉ်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ် since creation of the white house ဒီနေ့ဆော်ပိုင်းမှာအင်ပီရိုရဲ့ FIFA လုပ်ငန်းအဖွဲ့ FIFA Textbook ကိုဖွဲ့စည်းထားပြီးနိုင်ငံဆိုင်ဝန်ကြီး Rubio ရဲ့အဖွဲ့ဟာကမ္ဘာဖလားဘောလုံးပရိသတ်တွေအလွယ်တကူလာရောက်နိုင်အောင်နဲ့မှန်မှန်ကန်ကန်ဖြစ်ဖို့ပြည်ရင်းလုံခြုံရေးဝန်ကြီးဌာနနဲ့မနာမနေစူးစမ်းနေကြပါတယ်လို့ Tamara Tran ကပြောဆိုခဲ့တာပါ ီကဘာဖလားဘွဲကနေအမေရိကန်ဒေါ်လာဘီလီယံ30လောက်အထိဝင်ငွေရနိုင်ပြီးအလုတ်ကိုင်2သိန်းလောက်ဖန်တီးပေးနိုင်တယ်လို့လည်းတမရထရန်ကဖြည့်ဆွက်ပြောဆိုခဲ့ပါလေ။ကဘာဖလားဗီဇာကိစ္စတွေအတွက်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကကောင်စစ်ဝန်400ကိုထပ်မံခန့်ထားခဲ့ပြီးတချို့နိုင်ငံတွေမှာနှစ်ဆတိုးချဲ့ဆောင်ရွက်ခဲ့တယ်လို့နိုင်ငံခြားရေးဝန်ကြီးရူဘီယိုကပြောပါလေ။ Your ticket is not a visa it doesn't guarantee admission to the US ခင်ဗျားတို့ရဲ့ဘလုံးဝဲလက်မှတ်ကဗီဇာတော့မဟုတ်ပါဘူး American နိုင်ငံကိုဝင်ခွင့်ရမယ်လို့တော့အာမမခံပါဘူးဒါပေမဲ့ ဗီဇာကိစ္စမင်းမြန်ဆန်ဆန်ဆောင်ရွက်ပေးမှာကိုတော့အာမခံပါလေစီစဉ်မှုတွေကတော့ပုံမှန်အတိုင်းပဲရှိမှာဖြစ်ပြီးတော့ကွာခြားချက်တခုကတန်းစီဆောင်ဆိုင်ရမယ့်နေရာမှာပိုပြီးမြန်မြန်ဆန်ဆန်ဖြစ်အောင်လုပ်ကင်ပေးမှာပါလို့ဝန်ကြီးရူဘီယိုကပြောဆိုပါတယ်အိမ်ပြတော်မှာဖီဗာဥက္ကဋ္ဌဒီယန်နီအင်ဖန်တီနိုကအမေရိကန်ကိုနိုင်ငံတကာဘောလုံးပရိသတ်၅သန်းကနေ၁၀သန်းအထိဘွဲကာလာတွင်လာရောက်ကြမယ်လို့ခန့်မှန်းထားပါတယ် နိုင်ငံပေါင်း212နိုင်ငံကဘောလုံးပရိသတ်တွေလက်မှတ်တစ်သန်းကျော်ဝယ်ယူထားပြီးဖြစ်ပြီးကမ္ဘာဖလားဗီဇာဦးစားပေးစနစ်အသေးစိတ်ချက်လက်တွေကိုလာမယ့်နှစ်အစောပိုင်းမှာထုတ်ပြန်ပေးထားမယ်လို့ FIFA ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။သုံးပေတကိတ်အာနာရှင်တော်လန်မဲဆိုပြီး အကောင်းဆုံးအင်ပေါ်တက်နေမတရားမှုမှန်သမျှတိုက်မယ်ဆိုပြီးတင်ထားတဲ့ကာတဝီဝီနဲ့ဓမြပူကြီးရောဘင်ဟုလိုတထဲတွေစီကဓမြတိုက်ပြီးစင်ရဲသားတွေကို ဝေလီမလားတခိုးကြီးငတ်တက်ပြားလိုတထဲတွေစီက ခိုးပြီးစင်ရဲသားတွေကိုဝေလီမလားမျော်ရတာကလည်းအစိမ်းအောင်သင်္ကန်းနဲ့ဖုံးကြီးမြင်တိုင်း ကြော့ရတာထက်ပိုမောရပါတယ်ပြည်သူသားအမိပြည်သူသားအဖားဆိုပြီး ပြည်သူကောင်တစ်ခေါက်ခေါက်နဲ့သားသမီးကို ပြန်ကြော့အိတ်နေရတဲ့ခေတ်ကြီးဘယ်တော့များမှပြီးဆုံးမလဲကွယ်ကြပြမီသုံးပေတကိတ်ရေးဖွဲ့သူခန့်ဝါငိမ့်